အင်တာနက်မှာပေါ်လို့ရိုက်သွားတဲ့ဆေးရုံကအလောင်းကြီးကိုဖုတ်ဝင်ခဲ့တဲ့ဖြစ်ရမှန်တဲ့တခုလုံခဲ့တဲ့ရက်တွေတုန်းကလူတွေအထိတ်အလန့်ဖြစ်ခဲ့ကြတဲ့တခုရှိခဲ့ပါတယ်ခင်ဗျအဲ့ဒါကဘာလဲဆိုရင်တော့ human zombie လို့ပြောကြတဲ့မီးလောင်ဒဏ်ရာကြောင့်အတွင်းကလေးစားရပါပျက်စီးပြီးတော့တေဆုံးသွားတဲ့ Soloran Arab လို့ခေါ်တဲ့ဒီကောင်လေးကဆေးရုံကလေးတွေကိုကန်ကြောက်တောင်းချမ်းခဲ့တဲ့ဖြစ်ရတခုပါပဲအရေးနိုင်ငံမှာလူမွေးပြဿနာတချို့ကြောင့်မလို့ကိုကိုကိုမီးရှို့ပြီးတော့စူဆိုက်လုပ်ခဲ့တဲ့အဲ့ဒီကောင်လေးကခန္ဓာကိုယ်ရဲ့90%ရာခိုင်နှုန်းလောက်ကမီးလောင်ပျက်စီးသွားပြီးတော့ အတွင်းကလေးစားတချို့ပါမီးလောင်ထားတဲ့အဲ့ဒီကောင်လေးကိုကွယ်လွန်သွားခဲ့ကြအောင်မိသားစုရေးစီကိုဆရာဝန်ကအကြောင်းကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတေးဆုံးကြောင်းထောက်ခံချက်တွေရေးသားနေတော့မှစေုံကရင်ဘော်ကအဲ့ဒီလူသေးကောင်ကြီးကလမ်းထားလျှောက်ခဲ့တဲ့အပြေကိုမှသူ့ကိုတင်ထားတဲ့ကရင်ကိုပါကမ်းပစ်ခဲ့ပါတယ်။အဲ့လိုလုပ်ပြီးတော့မကြာခင်မှာသူဟာထပ်မံတေးဆုံးသွားပြန်ပါလိ။အဲ့လိုမျိုးတစ်ခါတည်းတည်းလမ်းလျှောက်ခဲ့တဲ့အဲ့ဒီကောင်လေးကအခင်းဖြစ်တဲ့နေရာမှာရင်အသက်တေးဆုံးခဲ့တာဖြစ်ပြီးတော့စီးုံကိုလည်းပဲဓာတ်ပေါ်ကြီးအနေနဲ့ပဲရောက်လာခဲ့တာဖြစ်ပါလိ မြန်မာနိုင်ငံမှာဆိုရင်တက်ကြီးရွယ်ဟုဖြစ်တဲ့နာတာရှိယောဂတဲ့အဖိုးဘွားတွေကဘယ်အချိန်တည်ဆုံသွားမှန်းမသိပေမယ့်လောလောလတ်လတ်တည်ထားတဲ့အလောင်းကြီးကိုဖုတ်ဝင်ပြီးတော့အိမ်မှာတောင်းကျန်းလေးရှိရာမျိုးတွေကအပြင်မှာကြုံမှုတဲ့သူတွေဒုနယ်ဒီပါပဲဒါတွေကပြောမယုံကြုံမသိရတဲ့တကယ့်အဖြစ်ပြက်တွေပေါ့ရိုးနိုင်ငံမှာတော့ဇလန်းနေတဲမှာသာမြင်မှုတဲ့အသက်မရှိရတဲ့ခန္ဓာကိုယ်ကြီးဟာလှူရှားသွားတာနေပုံကိုအပြင်မှာမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့သူပိုးကတော့ကြောချမ်းပွေရပါပဲ မိသားစုနဲ့တကယ်ချင်းအပေါင်းအသင်းတွေကစိတ်မကောင်းဖြစ်ခဲ့ကြပြီးတော့ဒီကောင်လေးရဲ့ဝိညာဉ်ကိုအေးချမ်းသွားအောင်လို့အလားစီမှာအံ့နိုင်ရင်နဲ့မြေမြုပ်တကြိုထားတဲ့နေရာကိုဒီနေ့ထိသွားရောက်ဆူတောင်းပေးကြရင်ငယ်ရွယ်နဲ့ဘဝကိုအဆုံးသတ်ပြစ်ခဲ့တဲ့ကောင်လေးကိုနှမျောတသားစိတ်နဲ့ဝမ်းနည်းစွာငိုကြွေးနေကြတော့မှာပဲဒီကောင်လေးရဲ့ဖြစ်ပျက်ကဆေးဝန်ကြီးမှဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်မလို့တက်ဆိုင်ရာနဲ့ဆရာဝန်ကြီးတွေကရှင်းပညာရ auto resuscitation လို့ခေါ်တဲ့ဖြစ်ရမျိုးပါတေးရမှုမှုလူနာကိုရလို့ရညာ CPR ပေးတဲ့ချိန်နှလုံးကိုလေးရောက်ပြီးတော့ ခိတခဏသတိပြန်လေလားမျိုးပါဒါမဲ့ခန္ဓာကိုယ်အစိပ်ပိုင်းရဲ့90ရာခိုင်နှုန်းကလောင်ကျွမ်းပျက်စီးနေတဲ့အဲ့ဒီကောင်လေးပေါ့အသက်ရှင်နေကြအကြောင်းမရှိတော့တာကြောင့်မလို့ပြန်လေတည်ဆုံးခဲ့တာလို့ထုတ်ပြန်ခဲ့တာပဲဖြစ်ပါရီအဲ့လိုမျိုးထင်ကြီးမျိုးမျိုးပေးခဲ့ကြပြီးတော့အင်တာနက်ပေါ်မှာလည်းပေါ်လောရိုက်နေတဲ့အဲ့ဒီသတင်းကငယ်ကလူကြီးတွေပြောပြတဲ့ဖုတ်ဝင်ပြီးတနေကုန်လူမမာကြီးလိုအိတ်နေတက်ပင်မဲ့ညာဘက်ဆိုရင်ထလာပြီးတော့အမဲသားစိန်စားတာမျိုးကြက်တွေပျောက်တာမျိုး ဆိုပြီးတော့ဂျာဘူးနာဝါတွေကမျိုးလုံးနဲ့မျက်ဝါးထင်းနေတွေ့နေရသလိုခံစားမိရတော့အမှန်ပါပဲ